မင်္ဂလာပါရှင်ခစ်တဲ့ news ကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဦးဆုံးကွန်ကရစ်တွေအောင်စရာစစ်စင်ရေးတပ်၏ကာကင်စခန်းတစ်ခု KNL ကတိမ့်ပိုက်ရရှိတဲ့သတင်းကို တင်ဆက်ပေးပါမယ်ကရင်ပြည်နယ်ကွန်ကရစ်မြို့တွင်အောင်စရာစစ်စင်ရေးတပ်၏ကာကင်စခန်းတစ်ခု KNL ကတိမ့်ပိုက်ရရှိခဲ့ကြောင်းသိရပါတယ်မေလ14ရက်နေ့မွန်လွယ်ပိုင်းတွင်ကွန်ကရစ်မြို့တရန်ကူကျေးရွာနှင့်ရွာတက်ကုန်းကျေးရွာအောက်ရှလမ်းမကြီးအနီးရှိ အောင်စရာစစ်စင်ရေးတပ်ကာကင်စခန်းကို KNL မဟာမိတ်တပ်များ ကတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်းသိရပါဗျ။စစ်တပ်အောင်စေရဒဒန်ကူနဲ့ရွာသိကုန်းထိပ်မှရှိတဲ့ကာကင်းစခန်းပေါ် အရင်က TKBA ဘိုးနာမကြားတို့ဂိတ်ထန်ခဲ့တဲ့နေရာစကားဆရွှေချမ်းမင်းနောက်တန်းစခန်းနေတော့ရွာထိပ်နဲ့ရွာရဲပေါ်အာရှလန်ကိုဝိုင်းတွဲကနှစ်ရက်ရှိပြီးပတ်ကျဲနေတာဒီမနေ့ဇန်နယ်လလပစ်သေးတယ်။အဖို့တဲပဲအဲ့ဒီကြားကပဲကတ်တက်ပြီးသိမ်းတာဟုစစ်စင်ရေးနယ်မြေတရင်ရှင်မြစ်ကပြောပါရယ်။ လက်ရှိကွန်ကရစ်မြို့အနီးဝန်းကျင်တွင် မေလ10ရက်မှ14ရက်ထိဒဒန်ကူးရွာရွှေချက်မင်းကျောင်းနေရာနှင့်ရန်ကုန်ဘုံကြီးကျောင်းနေရာများရှိအကျန်းဖက်စစ်တပ်ကို KNLA မဟာမိတ်တပ်များပိတ်ဆို့တိုက်ခိုက်နေကြောင်း KNLA မဟာမိတ်စစ်ကြောင်းတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုပါရယ်ဒဒန်ကူးတနေရာတွေကိုပဲဝိုင်းတွဲလာကြတာ2ရက်ရှိပြီးရွာအိမ်တွေပြက်ကုန်ပြီးစစ်တပ်ကရွာထဲမှာရှိနေတာရဲ့ရွှေချက်မင်းဘုံကြီးကျောင်းနဲ့ရန်ကုန်ဘုံကြီးကျောင်းဘက်ကိုကရင်ဖွဲ PDF ဖွဲ့တွေလာတိုက်နေတော့အကာအကွယ်မရှိအောင်ဘုံဒီ ျဲ drone နဲ့လဲကျဲပြီးဖျက်ဆီးနေတာမနစ်ကဟိုဘက်ရွာကော့နယ်လဲအဲ့ဒီလိုပဲဘုံကျဲတာအကုန်ဖျက်ဆီးကုန်ပြီးလူမရှိပေမဲ့ကျွဲနွားဝက်တွေအကုန်ထိပ်ပြီးသေတာပဲလူလဲပြန်မနေရဘူးဟုကရင်စည်ရေးတရင်ရှင်မြစ်ကပြောပါတယ် လက်ရှိရပ်ပိုင်းတွင် KNL မဟာမိတ်တပ်များ၏ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်အကြမ်းဖက်အောင်စရာစစ်ဆင်ရေးတပ်တွေကိုအပိသက်ရှင်းလင်းရန်နောက်တန်းအထိုင်စခန်းရွှေချမင်းကျောင်းနေရာနှင့်တောနော့ရေကွန်တောင်ကျောဘက်ကရှေ့တန်းစစ်ကြောင်းနေရာသာကျန်တော့ကျောင်းနှင့်စစ်ကူပြက်ရိခါပြက်ဖြစ်နေပြီးဖြစ်ကြောင်း KNL မဟာမိတ်စစ်ကြောင်းတပ်ဖွဲ့ဝင်များ၏ပြောဆိုချက်အရသိရှိရပါသည်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့နတ်တလင်းမြို့နယ်ပြင်ပုံရွာမှထွက်လာသောစစ်တပ်စစ်ကြောင်းကိုစောင့်ကြိုတိုက်ခိုက်မှုစစ်ကောင်စီတပ်သား၈ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပဲခူးတိုင်းနယ်တလင်းမြို့နယ်ပြင်ပုံရွာမှထွက်လာသောအကျန်းဖက်စစ်တပ်စစ်ကြောင်းကိုစောင့်ကြိုတိုက်ခိုက်ရာစစ်ကောင်စီတပ်သားရှိဦးသိမ်းဆုံးခဲ့ကြောင်းနယ်စစ်တီအဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါရယ်မေလ7ရက်နေ့တွင်နယ်တလင်းမြို့နယ်ပြင်ပုံရွာမှထွက်လာသောအင်အားတရာခန့်ပါဝင်သည့်အကျန်းဖက်စစ်တပ်စစ်ကြောင်းကိုဒေါ်လာရီတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ် ရင်တိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သားရှိဦးသေးဆုံးခဲ့ပြီးဒဏ်ရာရရှိသူများလည်းများပြားကြောင်းတိုက်ပွဲတွင်တော်လန်ရေးရဲဘော်၅ဦးမစိုးရိမ်ရဒဏ်ရာရရှိကြောင်းသိရပါတယ်။ပြည်သူတွေအလုံးစိတ်မပြတ်ပါနဲ့ကျွန်တော်တို့တပ်ဖွဲ့တွေဆရာနာရှင်အမြင့်ပြည့်ရေးအတွက်စူးစမ်းတိုက်ခိုက်နေပါတယ်။အတွင်းသတင်းအရတော့ဒဏ်ရာရတဲ့ပြည်စုနေတဲ့သိရတယ်။ တည်သွားတဲ့စကားအလောင်းတွေကိုတော့အဝတ်တွေနဲ့ထုတ်ထားရတဲ့တိုက်ပွဲကြာချိန်ကတနအိလောက်ကြာတယ်ဟုနက်စစ်တီတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောပါရယ်အဆိုပါတိုက်ခိုက်မှုကိုတရင်383တက်တရင်မှတက်ခွဲများဖြစ်ကြသည့်တက်ခွဲ၃နက်စစ်တီတပ်ဖွဲ့တက်ဖွဲ့တက်ခွဲလေ BIA တက်ခွဲတက်ခွဲနေဖော်နေတက်ခွဲတက်ခွဲ6အေးအညီနောင်တက်ခွဲနေနက်တလင်းမျိုးနယ်ပါကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါဗျ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ KIO ဒုဥက္ကဋ္ဌဘိုးချုပ်ကြီးကမ်ရှောင်းဦးဆောင်ပြီးမဟာမိတ်များနဲ့တွေ့ဆုံဆွေးနွေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်လွတ်လပ်ရေးတမတော် KIO KIA ဒုတိယဥက္ကဋ္ဌဘိုးချုပ်ကြီးခွန်ထန်းကမ်ရှောင်းကဦးဆောင်တဲ့ KIO ကိုယ်စားလှယ်အဖွဲ့သည် AB လကုံမှစ၍ရှမ်းပြည်နယ်မြောက်ပိုင်းနယ်ဝဒေသသို့သွားရောက်ပြီးမဟာမိတ်တပ်များနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်းကချင်တရင်ရင်းမြစ်ချို့ကပြောပါရယ်ဗိုလ်ချုပ်ကြီးကန်ရှောင်း KIO အုပ်ချုပ်ရေးဌာနမှဘုံမှုကြီးလက်ပိုင်ဇော်ရော် မဟာမိတ်ဆက်ဆံရေးယုံတာဝန်ကဘုံမူကြီးဘရန်နန်ဘုံမူကြီးဆန်ဝါရှမ်းမြောက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တာဝန်ရှိသူတို့ပါဝင်သည့်အဖွဲ့သည်အေဗီလကုံမှဆ ảy ၍မဟာမိတ်များနှင့်တွေ့ဆုံရန်ခီးစဉ်စတင်ခဲ့ပြီးမေလပထမပတ်တွင်ဝါပြည်သွေးစည်းညီညွတ်ရေးပါတီ UWSB UWSA ဌာနချုပ်ပန်ဆန်း၌ကျင်းပသည့်ပြည်အောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FBNCC အစည်းအဝေးတက်ရောက်ခဲ့သည်ဟုဆိုပါရယ်အခြားမဟာမိတ်တပ်ဖွဲ့တွေကအစစ်မြေရရှိဘသူတွေတက်ရောက်တယ်ဆိုတာမသိရှိပါဘူးမဟာမိတ်တပ်ဖွဲ့ဝင်တွေတွေ့ဆုံဆွေးနွေးကြတယ်လို့ပဲသိရှိထားပါရယ်မဟာမိတ်တပ်ဖွဲ့ဝင်ကြရောတပ်ဖွဲ့နဲ့တပ်ဖွဲ့တည်တံ့တွေ့ဆုံမှုလည်းရှိတယ်လို့တော့တချို့သတင်းရင်းမြစ်တွေကပြောဆိုကြပါရယ်ဟုကချင်းစည်ရေးနိုင်ငံရေးလေလာသူဦးစော်ဆန်ကပြောပါရယ် အခြားကချင်တင်းရင်းမြစ်တို့ကလည်း KIO2 ဥက္ကဋ္ဌ၏မဟာမိတ်များနှင့်တွေ့ဆုံမှုခီးစဉ်ရှိခဲ့ကြောင်းအတည်ပြုပြောကြားပါသည်။ မေလ6ရက်နေ့က FBNCC တွေ့တဲ့ဝါပြည်နယ်မှာဟုတတင်းရင်းမြစ်ကပြောပါရယ်ဆက်လက်၍အစိုးရတင်းရင်းမြစ်ကတအန်းနဲ့ကလူလူအစည်းအဝေးပွဲလုပ်ဖို့ညှိနှိုင်းဖို့တည်တံ့တွေးဆောင်ကြမှာပါရှမ်းတက် SSPP နဲ့ကတွေ့ပြီးပြီးဘယ်နှကြိမ်မြောက်လဲတောင်မမှတ်မိတော့ဘူးဟုပြောပါရယ် KIO ကိုစလေအဖွဲ့ပန်ဆန်နာ FBNCC အဖွဲ့ဝင်များနဲ့စည်ရေးနိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအပြီးရန်တန်းဖြင့်အပြန်လန်းခီးတနေရာ၌ကချင်လူလူကကြိုးဆိုနေသည့်ရုပ်သံမှတ်တမ်းကိုလည်းကချင် Facebook အချို့မှာ ဖော်ပြထားပါတယ်။ဒါကဝတ်တက်ဖွဲ့တွေဝစစ်သားတွေကြားထဲမှာညက်လာတယ်နော်။ဒါကကချင်စစ်သားဟုရုတ်တံတွင်အမျိုးသားတဦးကရင်တန်းပါတက်ဖွဲ့ဝင်များကိုကြည့်ပြီးပြောဆိုနေတဲ့အကြောင်းကြားရပါတယ်။ပန်ဆန်နိုင် FBNCC အစည်းအဝေးကျင်းပခဲ့သည်ဆိုသောသတင်းနဲ့ပတ်သက်ပြီးဝတ်တက်ဖွဲ့တာဝန်ရှိသူထံဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။ FBNCC သည်ဝတ်တက်ဖွဲ့ UWSA မိုင်လာ NDAA ရှမ်း SSPB ကချင် KIO တအန်း TNL ကိုကန် MMDAA ရခိုင် AA တို့ဖြင့်စုဖွဲ့ထားခြင်းဖြစ်ပါတယ်။ KIO ဒုဥက္ကဋ္ဌဦးဆောင်သည့်အဖွဲ့၏ခီးစဉ်နှင့်ပတ်သက်၍ KIO KIA တင်ပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးတန်ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။အဓိကတော့ FPNCC အဖွဲ့ဝင်တွေနဲ့စည်ရေးနိုင်ငံရေးနဲ့ပတ်သက်တဲ့ဟာတွေလက်ရှိမဟာမိတ်တပ်ဖွဲ့ဝင်တွေအကြားမှာနေမြင်အငင်းပွားမှုကိစ္စနဲ့ပတ်သက်ပြီးသူတို့သွားရောက်တွေ့ဆုံဆွေးနွေးတယ်လို့သိရှိထားပါတယ်ဟုဦးစော်ဆန်ကပြောပါတယ်။ဆွေးနွေးမှုများ၌မြေတီသဘောတူညီချက်များ ာရရှိသေးကုန်မူအသေးစိတ်မသိရှိနိုင်သေးဟု၎င်းကပြောပါရယ်ရှမ်းမြောက်ရဲ့စီးရီးနိုင်ငံအခြေအနေကတော့ SSBB ရဲ့ KIA ရဲ့ TNL ရဲ့သုံးဘွဲကတော့စီးရီးနိုင်ငံရဲ့အမြန်ဆုံးပူပေါင်းတင်ပါရယ်အထူးသဖြင့် KIA နဲ့ TNL တက်ညီလက်ညီစီးရီးမှာပူပေါင်းဆောင်ရွက်တဲ့အချိန်ရောက်ပါပြီဟုဦးစော်ဆန်ကပြောပါရယ် မဟာမိတ် KIO နဲ့ TNL ကြားရှမ်းမြောက်နိုင်မြေပြင်ပြဿနာတချို့ဖြစ်ပွားခဲ့ရာရင်းကိစ္စအပါအဝင်မဟာမိတ်အဖွဲ့အချင်းချင်းကြားဗဟုအဆင့်ခေါင်းဆောင်များတွေ့ဆုံဆွေးနွေးရန်ပြင်ဆင်ညှိနှိုင်းနေကြောင်း KIO နဲ့ TNL တို့ကအသိပေးထားကြောင်းသိရပါတယ်ဆလတ်တင်ဆက်ပေးမယ့်တရင်ကတော့ဥဒိန်တွင်ရွာစတင်ကြောင် လေးချောင်းတိုက်ခိုက်မှုအပေါ်ကုလအတွင်းမှုချုပ်အလွန်မင်းစိုးရိမ်ဟုဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ ငလင်ပေတန်တဲ့စကိုင်းတိုင်းအတွင်းရှိတပင်းမြို့နယ်စာတင်ကျောင်းတစ်ချောင်းလေးချောင်းတိုက်ခိုက်မှုပေါ်အလွန်မင်းဆိုးရိမ်နေလို့ကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်အန်တိုနီယိုဂူတာရက်စ်ကမနေ့ကပြောပါရယ်မနေ့ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာကုလအတွင်းမှုချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူစတီဖန်ဒူဂျာရက်ကတစဉ်သတင်းစကားပါခဲ့တာဖြစ်ပြီးလက်နက်ကင်ပြိပခတွေအတွင်းမှာပင်စာတင်ကျောင်းများဟာကလေးတငယ်တွေပညာသင်ယူဖို့လုံခြုံသောနေရာများဖြစ်ထားရှိရမှာဖြစ်တယ်လို့ဆိုပါရယ် မြန်မာစစ်တပ်ဟာမေလ31ရက်နေ့ယာယီအဖြစ်ရက်တက်တန်းတိုးထားတဲ့အချိန်မှာပဲအခုလိုလေကြောင်းတိုက်ခတ်ခံရမှုဖြစ်ပွားခဲ့တာလို့ကုလသွေးမှုချုပ်ကပြောပါတယ်။ဒါပေမဲ့ကုလသွေးမှုချုပ်ဟာတပင်းမျိုးနဲ့ဦးတိန်တွင်ရွာစတင်ကြောင်းလေကြောင်းတိုက်ခတ်ခံရမှုနဲ့ပတ်သက်လို့မြန်မာစစ်တပ်ကိုနာမည်ထုတ်ဖော်ကဖြစ်တင်ရှုံချတာမျိုးမရှိပါဘူး။အာနာသိန်းစစ်တပ်ဟာမလ28ရက်မှာလွတ်ခတ်ခဲ့တဲ့ငလင်ကြီးကိုအကြောင်းပြက AB ၂ရက်ကစလို့ယာယီအဖြစ်ရက်ထုတ်ပြန်ကြေညာခဲ့ပေမဲ့နိုင်ငံတော်ဝန်လေကြောင်းတိုက် က်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုနဲ့မြေပြင်စစ်ကြောင်းထိုးမှုတွေဇက်တိုက်ကျူးလွန်နေတာလို့တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ပြောဆိုထားပါတယ်အမျိုးသားညီညွတ်ရေးဆိုရာ NUG ရဲ့စည်ရင်ပြုစုမှုအရစစ်ကောင်စီဟာအဖြစ်ရဲ့စည်ရေကိုဟန်ပြကြီးညာခဲ့ပေမယ့်သကိုင်းငလင်ကြီးလှုပ်ခတ်တဲ့မလ28ရက်ကနေမေလ9ရက်ထိပြည်သူကိုပြစ်မှတ်ထားတဲ့လေချောင်းလက်နက်ကြီးတိုက်ခိုက်မှုတွေ အများစုပြုလုပ်ခဲ့တာကြောင့်ပြည်သူ330ကျော်သေဆုံးခဲ့ရတယ်လို့သိရပါတယ်စစ်ကောင်စီတပ်ဟာတိုင်းနယ်ပြည်နယ်73ခုမှာလေကြောင်းတိုက်ခိုက်မှု382ကြိမ်ပြုလုပ်ခဲ့ရာပြည်သူ334ဦးသေဆုံးပြီး952ဦးဒဏ်ရာရရှိခဲ့တယ်လို့ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါတယ် ဟိုတိန်တွင်ရစာတင်ကြောင်းကိုစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပညာသင်ယူနေတဲ့ကလေးငယ်ဒါဇင်နဲ့ချီတိတ်ဆုံးမှုဖြစ်ခဲ့ပေမဲ့လေကြောင်းတိုက်ခိုက်မှု၃ရက်မြောက်နေ့တိ Sip the Cherry in မြန်မာကတစုံတရာထုတ်ပြန်ခြင်းမရှိဘဲနှုတ်ဆက်နေစေဖြစ်ကြောင်းသိရှိရပါတယ်။